လူတိုင်းပတ်စံရရှိလာမယ်ကော်လာဆောအေပီပီလေးထဲကနေကျွန်တော်ပတ်စံထုတ်ပြပေးသွားမှာဖြစ်ပါလိအရင်ဒီမလို့ပဲနဲ့ပေးပအကောင့်တစ်ခုစီရုံနဲ့လူတိုင်းပတ်စံရရှိလာမှာဖြစ်ပါလိအေပီပီလေးကိုအတုံးပြမယ်ဆိုရင်ဘူဘေတစ်ခုခံထားဖို့တော့လူပါလိကျွန်တော်နဲ့အတူအစုတ်တီလိုက်ပါကြည့်စုတော်လည်းရအောင်ပေါ့နော် ဟုတ်ပြီကျွန်တော်အခုပြောပြပေးတဲ့ဒီကော်လာဆော APP လေးတက်ကနေကျွန်တော်ဒီမှာ32ဒေါ်လာကျော်ကိုကျွန်တော်ရရှိထားလာပဲဖြစ်ပါလေ။ Okay ဒီ32ဒေါ်လာကျော်ကိုကျွန်တော်ဒီတကယ်ရရှိလားမရရှိလားဒီ test တွေလုပ်တဲ့အခါမှာဆွေဘလို့နေနဲ့ကျွန်တော်တို့ပတ်စံဆောင်လို့ရမလဲဆိုတာလေးကိုအသေးစိတ်ပြောပြပေးမယ်ပေါ့နော်။ Okay ကျွန်တော်တို့ကဒီကော်လာဆော့စ်တဲ့ APP လေးကိုကိုလူတို့ကပထမဆုံး download ရယူမယ်ဆိုရင်ကျွန်တော်ပေးထားတဲ့လေးကနေကိုလူတို့အလွယ်တကူဝင်လိုက်မယ်ဆိုရင်ကိုလူတို့ဒီ Google Play Store မှာပေါ့နော် ော့ app နေနဲ့ logo လေးကိုတိချာကြည့်ပြီးတော့ install လုပ်ပေးလိုက်ပါကျွန်တော်မှဆွေဒီမှာ md အနေနဲ့နေသေးရမှာဖြစ်ပါလေဒီ app လေးရဲ့ဒီ md နဲ့ဒီကျွန်တော်တို့ထုတ်လုပ်ထားတဲ့ရေဆွဲကိုလည်းတရားမှတွားကြည့်လို့ရတယ်ပေါ့နော်ဒီ server ၄ရင်းနေ2025 download အသုံးပြုသူကဆွေဒီမှာ10ရောက်ပဲရှိပါသေးတယ် okay ကျွန်တော်တို့ဒီ app လေးရရှိလာပြီဆိုရင်ဒီ app လေးရဲ့အသုံးပြုပေါ့အသုံးပြုနည်းလေးကိုကျွန်တော်ရဲ့ဒီ YouTube channel လေးထဲမှာကျွန်တော်တည်ပေးထားပြီးပဲဖြစ်ပါလေကျွန်တော်အစေး video မှာတည်ပေးထားတဲ့ video လေးကိုတွ ွားကြည့်လိုက်မယ်ဆိုရင်ဒီ app လေးရဲ့အတုပ်ပြုတ်ပေါ်အတုပ်ပြုတ်နေကစားပုတ်ကစားနေဒေါ်လာစပုတ်စာနေလေးကိုသိစီနားလည်မယ်ပေါ့နော်ကျွန်တော်ဒီနေ့ဗီဒီယိုလေးထဲမှာပတ်စံထုံလေးကိုအသေးစိတ်ပြောပြပေးမှာဖြစ်ပါလိ Okay ပတ်စံထုံမယ်ဆိုရင်ကျွန်တော်တို့ကဒီအပေါ်ကဒေါ်လာအစရောက်နဲ့ပတ်စံထုံလို့ရမယ်ပေါ့နော် Okay ဟိုဝေချင်းမှာပဲကျွန်တော်တို့ကဒေါ်လာအစရောက်လေးတွေရယူချင်နေဆိုရင် ID ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ဒီနေရာလေးမှာကျွန်တော်ပေးထားတဲ့ refer ID လေးကိုကိုလူတို့ထိုက်ပေးမယ်ဆိုရင်ဟိုဝေချင်းမှာကျွန်တော်တို့ကဒီ0.2ဒေါ်လာကိုရစီမယ်ပေါ့ ါ့နော်။ Okay now အခုအနေနဲ့ကျွန်တော်ဒီမှာဆိုရေးတူပေးထားတာလေးကဒီစတောလေးတွေကိုစုပြီးတော့ပေါ့နော်ဒေါ်လာကျွန်တော်5ဒေါ်လာကျော်ကိုရရှိမယ်လို့ပြောထားခြင်းပဲဖြစ်ပါလေ။ Okay ဒီထက်ကနေကျွန်တော်တို့ကဒေါ်လာလေးတွေရယူမယ်ဆိုရေးတူပေးထားတဲ့စတောလေးတွေကိုကျွန်တော်တို့ဖြည့်ပေးရမယ်ပေါ့နော်။ကျွန်တော်မှဆိုရေးဒီမှာကလေးဆိုပြီးတော့ပေါ်နေတာပဲဖြစ်ပါလေ။ကျွန်တော်မှဒီဒီစတော5ခုကိုကျွန်တော်ဖြည့်ထားပေးလို့ပေါ့နော်။ဒီအောင်မှဆိုကျွန်တော်တို့ဖြည့်လို့ရမယ်စတောအရေးတွေအများကြီးမြည်တွေ့ရမှာဖြစ်ပါလေ။ဒီစတောလေးတွေကိုကျွန်တော်တို့ဖြည့်မယ်ဆိုရေးကိုလူတို့က ။ဘောနဲ့ဒီမှာကျွန်တော်တို့ဂူးဆူရန်နေရာလေးကိုနှိပ်ပြီးတော့သူပေးထားတဲ့ဒီမှာဂဲလီတွေကိုကစားပြီးတော့ကျွန်တော်တို့ဒီစတော်လေးတွေကိုဆူလို့ရမှာပေါ့နော်။သူပေးထားတဲ့ဒီမှာကော်လာအကြီးလေးတွေကိုကျွန်တော်တို့တူညီရပေါက်ဆက်ပြီးတော့ဒီဂဲလီတွေကိုအလွယ်တကူကစားလို့ရမှာဖြစ်ပါလိမ့်။ Okay ဥပမာအနေနဲ့ကျွန်တော်ဒီမှာကစားလေးစားနဲ့ဒီပီအောင်လေးကျွန်တော်ကစားပြပေးလိုက်မှာပေါ့နော်။ဒီဂိလိကကစားရတာအရန်ကိုလွယ်ကူပြီးတော့လူတိုင်းပတ်စံဆောင်လို့ရမယ်ဂိလိတခုပဲဖြစ်ပါလေ။ဘာလို့ကျွန်တော်ဒီလိုပြောပြပေးလဲဆိုတာလေးကိုကျွန်တော်ဒီပတ်စံထုတ်တဲ့အပိုင်း မှာအသေးစိတ်ပြောပြပေးသွားမှာပေါ့နော်။ Okay ကျွန်တော်မှဆိုရဲဒီမှာဒေါ်လာအစရောက်လေးတွေကကျွန်တော်တို့ဒီကလေးစုပြီးတော့ဒီကြော်ညာလေးကြီးခိုက်တဲ့ပေါ့နော်။ဒီကောင်လေးကကျွန်တော်ဒီမယူပြနေတော့ပါဘူး။တကယ်လို့ယူမယ်ဆိုရင်ကျွန်တော်တို့ကဖူဖီခံပြီးတော့ဒီကလေးစုရဲ့နေရာလေးကိုနှဲပြီးတော့ဒီ9ဒေါ်လာကိုကျွန်တော်တို့ရယူလို့ရတယ်ပေါ့နော်။ Okay ကျွန်တော်ကတော့ဒီမှာကောင်လာအကြီးလေးတွေကိုကျွန်တော်စံပြီးတော့ဒီကလေးကိုကျွန်တော်အစုံတန်းလိုက်မှာဖြစ်ပါလိ။ Okay ကျွန်တော်တို့ရရှိလာတဲ့ဒီစတောလေးတွေကိုပေါ့နော်ဒီဖလူဖိုင်နပိနာကဒီစတောပုံလေးနဲ့ဒီကလေးတွေကျွန်တော်တို့ဝိုင်းန ေမှာပေါ့နော်ဝင်နေပြီဆိုရင်ကျွန်တော်တို့ကဒီမှာနေ level ဆိုတဲ့နေရာလေးကိုနေပြီးတော့ဒီ game လေးတွေကိုထမ်းမှကစားလို့ရတယ်ပေါ့နော် okay အပြည့်ကိုပြန်ထည့်ပြီးတော့ကျွန်တော်ဒီပတ်စံထိုးတဲ့အပိုင်းကိုတစ်ချစ်သွားမယ်ပေါ့နော် ဟုတ်ပြီဒီအကြောင်းရအသေးစိတ်ကိုနားလည်မယ်လို့ထင်ပါတယ်ဒီအကပတ်စံဘိုးလေးကားဆွေကျွန်တော်တို့ဘယ်နေရာမှာအတုပ်ဖို့လဲဆိုတာလေးကိုကျွန်တော်ဒီပတ်စံထုတ်တဲ့နေရာမှာတခါလဲကျွန်တော်ပြောပြပေးသွားမယ်ပေါ့နော်โอเคဒီပတ်စံထုတ်တဲ့အပိုင်လေးကိုကျွန်တော်တို့တစ်ချက်သွားမယ်ဒီဒေါ်လာပုံစံလေးကိုတစ်ချက်နှိပ်မယ်နှိပ်လိုက်ပြီဆိုရင်ဒီမှာအနည်းဆုံးကျွန်တော်တို့9ဒေါ်လာ10ဒေါ်လာဒေါ်လာ20ဒေါ်လာ30ဆိုပြီးတော့ထုတ်ခွေပေးမယ်ပေါ့နော်ဥပမာဆိုရင်ဒီမှာဒေါ်လာ32ဒေါ်လာကျော်ကိုကျွန်တော်ရရှိထားလာပဲဖြစ်ပါလိမ့်โอเคဒီ32ဒေါ်လာကျွန်တော်ရရှိထားတဲ့ဒီ30ကိုပေါ့နော်ကျွန်တော်ပတ်စ ဆထုတ်ဆန်းမှာဖြစ်ပါလေဒီကောက်လေးကတကယ်ရလားမရလားဆိုတာဒီကိုကျွန်တော်ဒီလေသွေးဒီပတ်စံထုံးဒီကိုလည်းအသေးစိတ်ပြောပြပေးမှာပေါ့နော်โอเคဒီအောင်မဆွဲကျွန်တော်တို့ကဝင်လွတ်မဲ့တက်ပေါ့နော်ဒီမှာ ADD about ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ new about ဆိုတဲ့ဒီကောက်လေးကိုနှိပ်ပြီးတော့ဒီနေရာလေးမှာကျွန်တော်တို့က paper လေးကိုဆက်လက်မှတ်ပြလိုက်ပါဒီ paper account feeder နဲ့ gmail လို့ကိုထည့်ပေးရမှာပေါ့နော်ကျွန်တော်ဒီမှာဥပမာအနေနဲ့ကျွန်တော် paper account feeder နဲ့ gmail လို့ကိုကျွန်တော်တစ်ချက်ထည့်ပေးလိုက်မှာဖြစ်ပါလေ ဟုတ်ပြီဒီလိုထည့်ပြလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာ ADD ဒီ about လေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပြလိုက်ပေါ့နော် Okay ဒီလိုနှိပ်ပြလိုက်ပြီဆိုရင်ကျွန်တော်တို့ထည့်ခဲ့တဲ့ paper account လေးကဒီမှာပေါ်နေပြီပဲဖြစ်ပါလိပေါ်နေပြီဆိုရင်ကျွန်တော်ကဒီမှာဒေါ်လာ30ကိုထုတ်ပြပြီးမှဖြစ်ပါကြမလို့ဒီကောင်လေးကိုကျွန်တော်ဆက်လက်မှတ်လိုက်မယ်ပေါ့နော်မှတ်လိုက်ပြီဆိုရင်ဒီမှာဝေတော့နောက်ဆိုရင်နေရာလေးကိုတစ်ချက်နှိပ်ပြလိုက်ပေါ့ Okay ဒီလိုနှိပ်ပြလိုက်ပြီဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ကဒီ letters တွေလုတ်ပြရမယ်ပေါ့နော်သူပေးထားတဲ့ဒီ message task တွေကိုလုတ်ပြရမှာဖြစ်ပါလိဒီ message task ကိုကျွန်တော်လှုပ်ပေးမှတာဒီထဲကနေကျွန်တော်တို့ကဒီထုတ်ယူလိုက်တဲ့ဒေါ်လာ30ကရရှိမဲ့ပေါ့နော်။ Okay ဒီထဲကနေကျွန်တော်တို့ကလူတိုင်းပတ်စပ်ဘလို့ထုတ်လို့ရလဲဆိုတာလေးကိုပြောပြပေးမှဖြစ်ပါလေ။ Okay ကျွန်တော်တို့ကဒီထဲကနေပေါ့နော်သူပေးထားတဲ့ရခိုင်နှုတ်တရားရခိုင်နှုတ်ပြီးအောင်ကျွန်တော်တို့မလုံးနိုင်တဲ့တူတွေဒီထဲကနေပတ်စပ်ထုတ်တဲ့အခါမှာဆွဲကျွန်တော်တို့ကချစ်ချင်းပတ်စပ်ထုတ်လို့ရအောင်ဘလို့လှုပ်လို့ရမလဲပေါ့နော်။ Okay ဒီအောင်မှသူကပြပေးထားမှဖြစ်ပါလေ။ဟိုမှာဆိုရဲကျွန်တော်ကဒီမှာဒေါ်လာ30ကိုကျွန်တော်ထုတ်ယူထားတဲ့ပေါ့နော်။ဒီ ာမဆိုရဲဒီမှာစီဒိုတနမသလူဆိုပြီးတော့သူကပြပေးထားတဲ့ပေါ့နော်ဒီကောင်လေးကဘာကိုဆိုလို့လားဆိုတာလေးကိုကျွန်တော်တချေပြောပြပေးမှာဖြစ်ပါလိမ့်တကယ်လို့ကျွန်တော်တို့ကဒေါ်လာ30ကိုရယူမယ်ဆိုရဲကျွန်တော်တို့ကသူပေးထားတဲ့ဒီမှာ task တွေကိုကျွန်တော်တို့ကဒီတရားရခိုင်းလို့ပြီးအောင်လုပ်ပေးရမယ်ပေါ့နော်ခေကျွန်တော်ဒီတရားရခိုင်းလို့ပြီးအောင်လုပ်တဲ့နီလန်လေးကိုကျွန်တော်အသေးစိတ်ပြောပြပေးမှာပေါ့နော်โอเคဒီတရားရခိုင်းလို့ကျွန်တော်တို့မလုံးနိုင်တဲ့သူတွေဆိုရဲကျွန်တော်တို့ကဒေါ်လာ30မရပဲနဲ့ဒီအောက်ကကျွန်တော်တို့က0ဒေါ်လာ3 ီဒေါ်လာကိုပဲရောက်ယူလို့ရတဲ့ပေါ့နော်တကယ်လို့ကျွန်တော်တို့ကသူပေးထားတဲ့ tax တွေမလုပ်ဘဲနဲ့ကျွန်တော်တို့ဒေါ်လာ30ကိုမလိုဘဲနဲ့ပေါ့နော်ဒီအောင်မှာသူပေးထားတဲ့စီဒေါ်လာမှာ3ဒေါ်လာကိုကျွန်တော်တို့ရယူလို့ရတယ်ပေါ့နော်တကယ်လို့9ဒေါ်လာထုတ်တဲ့သူတွေဆိုရင်စီဒေါ်တမစီဒေါ်5ဒေါ်လာကိုရရှိမယ်ပေါ့နော်10ဒေါ်လာထုတ်မယ်ဆိုရင်စီဒေါ်တမ1ဒေါ်လာကိုရရှိလာမှာဖြစ်ပါလိဒေါ်လာ20ထုတ်မယ်ဆိုရင်ကျွန်တော်တို့ကစီဒေါ်တမ2ဒေါ်လာရရှိမယ်ပေါ့နော်ဒေါ်လာ30ထုတ်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာစီဒေါ်တမ3ဒေါ် ဒေါ်လာကိုရရှိလာမှာဖြစ်ပါလိမ့်ဒီကောင်ဒီကိုနားလဲတဘောပေါင်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်โอเคကျွန်တော်တို့ကဒီတူပေးထားတဲ့အနှဲငယ်ကိုမယူဘဲနဲ့ကျွန်တော်တို့ကဒီအထုတ်ထားတဲ့ဒေါ်လာ30ကိုပဲယူမယ်ဆိုရင်ကျွန်တော်တို့ကဒီတူပေးထားတဲ့ task တွေကိုလုပ်ပေးရမယ်ပေါ့နော်โอเคတူပေးထားတဲ့ task တွေကိုကျွန်တော်တို့လုပ်မယ်ဆိုရင်ဒီမလို့ဒီအမှကျွန်တော်တို့က stability တွေလိုမှာဖြစ်ပါလိမ့်ဒီ stability တွေကိုကျွန်တော်တို့ဘယ်နေရာမှာတောဆောက်လို့ရမလဲဆိုတာလေးကိုကျွန်တော်ထပ်မံပြောပြပေးမယ်ပေါ့နော်โอเคဒီအမှဆွဲကျွန်တော်မှဆွဲဒီမှာတခု ခုရှိတယ်ပေါ့နော်တစ်ခုရှိပြီဆိုရင်ကျွန်တော်ကဒီမှာတစ်ခုအနေနဲ့ဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်မှာပေါ့နော်โอเคနှိပ်ပေးလိုက်ပြီဆိုရင်ဒီဆအန်ဒီကောင်လေးတော့ကျွန်တော်တို့ဒီထက်မှတွားပြီးတော့ပေါက်ထည့်ပေးမှာပေါ့နော်ပေါက်ထည့်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီဖေတီလီရပိုးတွေကကျွန်တော်အလိုလိုနဲ့တည်သွားမှာဖြစ်ပါလေပေါ့နော်ဒီကောင်လေးတွေကျွန်တော်တို့ပြောင်းလာပြီဆိုရင်ဒီကျွန်တော်တို့နောက်ထပ်တစ်ဆစ်ကိုသူကတော့အနေနဲ့ကျွန်တော်တို့ဖွဲပေးမှာပေါ့နော်ဒီလိုတစ်ဆစ်ဆစ်ကျွန်တော်တို့ကတွားလို့ရလာပဲဖြစ်ပါလေဟုတ်ပြီကျွန်တော်တို့ကဒီဆေးကြီးလေးတွေကိုကျွန်တော်တို့ဒီမော်တော်ဆောင်လဲပေါ့နော် ို့အပြေကိုပြတ်ထွင်းလိုက်ပါမယ်ဒီဆေးရည်လေးတွေကိုကျွန်တော်တို့ဆောက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ဥပေဒီကောက်လေးထက်ကိုတစ်ချေဝယ်ရမယ်ပေါ့နော်โอเคဒီကောက်လေးထက်ကိုတစ်ချေဝယ်လိုက်ပြီးဆိုရင်ဒီမှာကျွန်တော်တို့ကဆေးလေးတွေကိုကန်ဆယ်လို့ရမယ်ဒေါ်လာလေးတွေကိုကန်ဆယ်လို့ရမယ်ပေါ့နော်ဟုတ်ပြီဒီအောင်မဆွေအကျေပြေးထားမှာဖြစ်ပါတယ်ကျွန်တော်မဆွေဒီမှာ30ကျေပြေးထားတဲ့ပေါ့နော်အဲကျွန်တော်တို့တကယ်လို့အတုပြုသူကဆွေဒီမှာတစ်ချေပဲပြေးထားတဲ့ဆွေတင်တို့ကတစ်ချေပဲဖွဲ့ခွဲရမယ်ပေါ့နော်โอเคဒီအားကဥပေဆိုတဲ့နေရာလေးကိုကျွန်တော်တစ်ချင်နှိပ်ကြည့်မယ်နှိပ်ကြည့်လိုက်ပြီးဆ ဆိုရဲဒီမှာကျွန်တော်ကဒေါ်လာအစောင်းနဲ့3ဒေါ်လာဒီမှာဆွဲကျွန်တော်တို့ကစီပလက်တစ်ခုရရှိတဲ့ပေါ်နော်โอเคကျွန်တော်တို့ကဒီဘောင်လေးထဲကနေကျွန်တော်တို့စီရီလေးတွေလည်းကျွန်တော်ရရှိလာမှာဖြစ်ပြီးတော့ဒေါ်လာအစောင်းလေးတွေလည်းရရှိလာမှာဖြစ်ပါလေနောက်ထပ်တစ်ချက်ကန်ဆန်းမဲ့ဆိုရဲကျွန်တော်တို့ကဒီမှာ open ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ဒီမှာ daily task တွေကိုလုပ်လို့ရမှာပေါ့နော် daily task တွေကိုကျွန်တော်တို့လုပ်ပြီးတော့ဒီအဒီ tag ကိုဝယ်ပြီးတော့ပေါ့နော်ကျွန်တော်တို့သူပေးထားတဲ့ဒီမှာ daily task တွေကိုကျွန်တော်တို့ပြီးအောင်လုပ်ပေးမယ်ဆိုရဲခုနကျွန်တော်တို့ဒီ ီပါဆက်ဘုံးလေးတစ်ခုကပေါ်တော့ဖွဲ့ခွဲရရှိမှာဖြစ်ပါတယ်။ Okay ကျွန်တော်တို့က daily test တွေမလုပ်ချင်ဘူး invite free ပဲလုပ်မယ်ဆိုရင်လည်းပဲဒီမှာ invite free လုပ်ပြီးတော့ဆောက်လို့ရတယ်ပေါ့နော်။ Okay ကျွန်တော်တို့ကပေါ်တော့ဒီလူမခေါ်နိုင်တဲ့သူတွေဆိုရင်ဒီ daily test ကိုပဲလုပ်ပြီးတော့ကျွန်တော်တို့ဒီတစ်နေ့တစ်ခု အဲဒီနေ့တစ်ခါပေါ့နော်ဒီဘောင်လေးတွေရစီလာမှဖြစ်ပြီးတော့ဒီဘောင်လေးတွေထဲကနေကျွန်တော်တို့ကဆေးရည်အပြောင်ရောင်လေးတွေရစီလာမှပေါ့နော်ဒီကောင်လေးတွေရစီလာမှဖြစ်ပါလေ Okay ဒီဆေးရည်အပြောင်ရောင်လေးတွေရစီလာပြီဆိုတော့ကျွန်တော်တို့ကငွေထုတ်တဲ့အပိုက်ကိုပြန်သွားပြီးတော့ဒီညလေးမှာကျွန်တော်တို့ကအဲဒီကောင်လေးတွေကိုနှိပ်ပြီးတော့ဒီမှာကျွန်တော်တို့ဒီကောင်လေးထဲကိုထည့်လို့ရမှာဖြစ်ပါလေကျွန်တော်မဆွေရဲဒီမှာကျွန်တော်တို့ဆေးကုပေးထားတဲ့ပေါ့နော်ဒီဆေးကုကျွန်တော်တို့ပြီးသွားတဲ့အခါမှာဆွေနောက်ထပ်တစ်ဆက်အနေနဲ့ရစီလာမှဖြစ်ပါလေဒီသူပေးထားတဲ့ test တွေကကျွန်တော် ်တို့ဒီအမျိုးကြီးလှုပ်လို့ရတာဖြစ်တာကြောင့်မလို့ပေါ့နော်ကျွန်တော်ကဒီတူပေးထားတဲ့အနှဲငယ်ကိုပဲပတ်စံထုတ်ဖို့အကြံပေးခြင်းပါဒီဒီပတ်စံထုတ်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာချဲအောင်နောက်ဆွဲနေရာလေးကိုတစ်ချဲနေပြီးတော့ဒီနေရာလေးမှာကျွန်တော်တို့ကအဝေါ်ရောက်ခလုံးလေးကိုနှိမ့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒေါ်လာ30မမရဘဲနဲ့ပေါ့နော်တူပေးထားတဲ့စီဒိုတန်မ3ဒေါ်လာကိုပဲကျွန်တော်တို့ရရှိလာမှာဖြစ်ပါလေတကယ်လို့ကျွန်တော်တို့ကစီဒိုတန်မ3ဒေါ်လာကိုမယူချင်ဘူးဒေါ်လာ30ကိုပဲယူမယ်ဆိုရင်ကျွန်တော်တို့အစိုးရခလုံးလေးကိုနှိမ့်ပြီးတော့တူပေးထားတဲ့ ယ်ဒီမှာတရားရခိုင်နှုတ်ထီကိုကျွန်တော်တို့လှုပ်ပေးရမှာပေါ့လို့ဒီကောင်လေးတရားရခိုင်နှုတ်ကျွန်တော်တို့ပြီးမတော့ပေါ့လို့သူပေးထားတယ်ကျွန်တော်တို့ဒေါ်လာ39ရာစီမှာပဲဖြစ်ပါတယ်ဒီအကြောင်းရအသေးစိတ်ကိုနားလည်မယ်လို့ထင်ပါတယ် PayPal account တစ်ခုစီယုံနဲ့ကျွန်တော်တို့ကသူပေးထားတဲ့အနေငယ်ကိုကျွန်တော်တို့ထုတ်ခွင့်ရမှာပေါ့လို့ဒီကောင်လေးကကျွန်တော်အစီမှာထွက်ခဲ့တဲ့ speed map black fight တို့လိုမျိုးမဟုတ်ဘဲနဲ့ပတ်စံလဲကျွန်တော်တို့ရာစီမှာဖြစ်ပြီးတော့ test တွေမလုံးနိုင်တဲ့သူတွေဆိုရင်လည်းပဲပတ်စံရာစီလာမှာဖြစ်ပါတယ်ဒေါ်လာအစက်ရလေးတွေကကျွန်တော်တို့ software ော့ဒါမခေဘူးပေါ့နော်သူပေးထားတဲ့ဂိလိတွေကစားမယ်သူပေးထားတဲ့ task တွေလုပ်မယ် effectively လုပ်မယ်ဆိုရင်ကျွန်တော်တို့ကဒေါ်လာအစရာလေးတွေမြင်းမြရရှိမယ်ဒေါ်လာအစရာလေးတွေမြင်းမြရရှိတဲ့အခါမှာဆိုရင်ကျွန်တော်တို့ကဒီပတ်စာကိုထပ်မံထုတ်ပြီးတော့ပေါ့နော်ဒီလိုပုံမှန်တော့အနှံ့ငယ်စီတို့ကိုကျွန်တော်တို့ရယူလို့ရမှာဖြစ်ပါလိမ့်လူတိုင်းပတ်စာဆောင်လို့ရမှာဖြစ်ပြီးတော့လူတိုင်းပတ်စာရရှိလာမယ်ဂိလိတခုဖြစ်တာကြောင့်မယ်လို့နောက်ထပ်ဗီဒီယိုမှာကျွန်တော်ဒီတရားရခိုင်လို့ပြီးတဲ့အကြောင်းအရာနဲ့ပတ်စာထုံးဒီကိုလည်းကျွန်တော်အသေးစိတ်ပြောပြပြီးတော့မှာဖြစ်ပါလိမ့်နောက်ထပ်ဗီဒီယို ပြန်လည်ဆုံတွေ့ကြပါမယ်။